နိုင်ငံတကာအတိုင်းဝိုင်းကိုခွေးတိုးပေါက်ကနေဝင်ဖို့ကြိုးစားနေတဲ့အကြံဖတ်မင်းအွန်လိုင်းတက်ရောက်မယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်စတက်အစီအွေကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲဆန္ဒပြထားကြပါတယ်ဒါကတော့အိန္ဒိယသီရီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါဝင်တဲ့ဘင်စတက်အစီအွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီအစည်းအဝေးကိုတက်ဖို့အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘန်ကောက်ကိုရောက်လာပြီးတော့ဒီကနေ့စီဝေးတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့နိုင်ငံတကာကဖိတ်ကျင်းထားတဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာတရုတ်ရုရှားနှစ်နိုင်ငံဒေသတွားရောက်ခွင့်ရတဲ့အခြေအနေတွေမှာနိုင်ငံတကာအတိုင်းဝိုင်းတွေကိုခွေးတိုးပေါက်ကနေဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်အိုးအိမ်တိုက်တာပြိုကျပျက်စီးမှုတွေနဲ့ဂူကြီးကဲဆဲရေးတွေကိုစစ်ကောင်စီကထိထိရောက်ရောက်မလုံနိုင်တဲ့အတွက်ပြည်သူတွေဟာဒုက္ခပေါင်းစုံအကြီးအကျယ်ခံစားနေရလေမင်းအောင်လိုက်ဟာအခုလိုအစည်းအဝေးကိုလက်လွတ်မခံဘဲသွားတက်နေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုနိုင်ငံကအတိုင်းဝိုင်းတဲ့ခွေတိုဘောက်ကနေဝင်ဖို့ကြိုးစားနေတဲ့အကြမ်းဖက်မင်းအောင်လိုက်တက်ရောက်မယ်ဒိုင်းနိုင်ငံဘန်ကောက်မြို့ဘင်းစတက်အစည်းအဝေးကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲပြီး